ကိုစိတ်ကြိုက်ဂီတအမျိုးအစားကိုပဲဒီဇိုင်းမမတ်လုပ်နေကြတယ်။မြန်မာပြည်ကအန်ဒါဂရောင်းဖွဲ့တွေစူးစီးညီညာမယ်ဆိုရင်ပန့်ဂီတဟာ mainstream နဲ့ရောက်လာမယ်လို့ noyu dan ဖွဲ့ကမျှော်လင့်နေပါဗျ။ UG တွေပျော်လန့်ရေးတရဆင်နွှဲဖို့လိုနေပြီလား။ UG လို့ခေါ်တဲ့အန်ဒါဂရောင်းဂီတအဖွဲ့တွေဟာပန့်လည်းမဟုတ် metal လည်းမကြ။ pop လိုလိုအချိုတွေကိုပြိတ်တဲ့အကြိုက်ပုံအောမှုကိုတော်လန့်ပြီးရက်တည်နေတာမို့ပန့်စစ်စစ်တခုရဲ့ဇောက်ချလုပ်နေသူတွေစူးစမ်းရင် ဂီတပင်မစီကြောင်နဲ့ရောက်လာမှာပါလို့ရဲငွေစိုးကဆိုပါတယ်အဲ့ဒါကျွန်တော်တို့တော့ပန်ရော့ပဲကြိုက်တာကြိုက်တာအဲ့တခုပဲလို့ရတယ်တခြားဟာတော့ကျွန်တော်မသိဘူးပန်ရော့ကတော့ဟိုအရင် main stream တော့ဖြစ်သွားမယ်လို့ကျွန်တော်မထင်ဘူးဗျဘာလို့လဲဆိုတော့ဒီမှာကနည်းနည်းပေါ်ရော့ဆန်တဲ့ဟာ slow ရော့ဆန်တဲ့ဟာတွေလူရပူကြိုက်တာဟုတ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးတွေတိတ်မပါတော့ main stream တွေဖြစ်သွားမှမထင်ဘူးဒါပေမဲ့ဗျာကိုကြိုက်တာကိုလိုရတာအမြတ်ပဲပေါ့တကယ်ပန်ဂီတာဟာ မြန်မာပြည်မှာ၁၀နှစ်ကျော်ကြာတဲ့အထိ mainstream နဲ့ကိုမရောက်နိုင်သေးပေမဲ့ကိုကြက်ရကိုနှစ်မြုပ်လောက်ကန်ရတာကိုကအမျက်လိုယူဆနေကြပါဗျ။ရန်ကုန် International Hotel ထဲက Flamingo Bar မှာ Panrod တချင်တွေဒီဇိုင်းမမက်ဖျော်ပြနေတဲ့ No Yuden ဟာသူတို့ရဲ့ပထမဆုံး solo show ကို Masla 6ရက်နေ့ညကကျင်းပခဲ့ပြီး Manly ကနေလာတဲ့ Sick အပါဝင် Arzani, Fever 109, PPD ဟုနဲ့ Bibbeck က Vino Thun တို့ကပူးပေါင်းဖျော်ပြခဲ့ကြပါဗျ။ ကိုကြိုက်တဲ့ဂီတပုံစံတစ်မျိုးတည်းကိုပဲဇောက်ချလောက်ကင်နေတဲ့ No You Dan ရဲ့ဂီတလမ်းကြောင်းကိုအားပေးတယ်လို့ Vino Thong ကဆိုပါတယ်။ကြိုက်တယ်ကြိုက်တယ်။သူ့ရဲ့စိတ်ထဲနဲ့အဲ့လိုပေါ့။သူ့သွားနေတဲ့ music ပေါ့ပေါ့။အဲအဲ့လိုမျိုးလေးပေါ့။သဘောကျပါတယ်။